မင်္ဂလာပါရှင်ကျမတေကပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့ဘင်္ဂလားပင်လယ်အတွင်းမုန်တိုင်းဖြစ်ပေါ်နိုင်ခြင်းကြိုတင်ခံမှန်းချက်ကိုဖော်ပြပေးပါမယ်။မိုးလမတာသူတေတီအွန်လိုင်းကတော့မေလ16ရက်နေ့လည်းတနအိချိန်မှာခုလိုထုတ်ပြန်ခဲ့ပါတယ်။ ECNW ရဲ့ချက်မှာတော့မေလ20ရက်နေ့ဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းတမဲနာဒူပြည်နယ်ကမ်းခြေနီးဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြင်းကတရားရဂိုင်းလုံးရှိလာကြောင်းတွေ့ရပါတယ်။မေလ22ရက်အဆိုပါဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြင်းဟာ60ရာခိုင်နှုန်းကိုရောကြပြီးတော့ မေလ23ရက်မှာတော့ cyclone မုန်တိုင်းဖြစ်နိုင်ခြေက80ရာခိုင်နှုန်းကိုထပ်မံပြောကြပါရစေ။ ECNW ချက်ခမှန်းချက်တွေကိုသုံးသပ်ရင်တော့မင်္ဂလာပင်လယ်အော်နောက်တောင်ပိုင်းမှာ cyclone မုန်တိုင်းဖြစ်နိုင်ခြေမရှိလေပြင်းအားနဲ့ရှောင်းဝန်းလောက်သာဖြစ်နိုင်ပြီးတော့မြန်မာနိုင်ငံအလဲပိုင်းနဲ့အထက်ပိုင်းဒေသတွေအထိအနောက်တောင်မုတ်တုံလေဝင်ရောက်တာကိုတွန်းအားပေးနိုင်တဲ့ system ဖြစ်လာနိုင်ပါတယ်။ရဝေးခမှန်းချက်တွေရတော့ ECNW AI focus နဲ့ GFL GFL GPS မော်ဒယ်ကကြိုတင်ခန့်မှန်းချက်တွေမှာဘင်္ဂလားပင်လယ်အရှေ့လယ်ပိုင်းနဲ့မြောက်ပိုင်းတွေမှာမေလ26ရက်ကစတင်လို့နေပြည်တော်နဲ့ရေဝုံမုံတိုင်းဆိုင်ကလုန်းမုံတိုင်းဖြစ်လာနိုင်တဲ့ရေဝေးခန့်မှန်းချက်တွေကိုထပ်မံအတည်ပြုရမှာဖြစ်ပါတယ်။မလူဝတာအခြေအနေကြိုတင်ခန့်မှန်းနိုင်ဖို့အတွက်နောက်တောင်မုံတို့လေးကမြို့ဝကျွန်းပေါ်ဒေသတွေထိဝင်ရောက်တာဖြစ်ပြီးမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေပဲခူးတိုင်း ERA တိုင်းရန်ကုန်တိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်တရိုင်းတိုင်းမှာတော့မိုးထစ်ကြုံရွာနိုင်တဲ့အခြေအနေတွေဆက်လက်ဖြစ်ပေါ်ပါအောင်မယ်။ ချန်ပီနယ်တိုင်းဒေသအားလုံးမှာတော့မေလ23ရက်နောက်ပိုင်းမှာသာမိုးအထင်းတွေကနေမိုးများလာအောင်မယ်လို့မလို့သာသူတီတီအွန်လိုင်းကခံမှန်းခဲ့တာဖြစ်ပါတယ်ဒါအပြင်ဒီနေ့၁၈ရက်၅လ၂၀၂၅ရည်နေ့မနက်၆နာရီခွဲအချိန်ထိမြေရခြေနေကိုဖော်ပြပေးပါမယ်။မြေကျင်းနာမြေရကတော့ပေဝဲကြော်ကထက်ကြပြီးတော့မြေကျင်းနာမြို့ရဲ့မနေ့ကအမြင့်ဆုံးအပူချိန်ဟာ၃၁.၃ညဒီဂရီဒီနေ့အနည်းဆုံးအပူချိန်ကတော့၁၇.၄ဒီဂရီဖြစ်ပါတယ်။ မြစ်ကြီးနားမြေကတော့စိုးရင်ရေမှတ်1200စင်တီမီတာကိုရောက်ရှိခြင်း186စင်တီမီတာ28ပေခွဲကျော်ကအလိုမှရောက်ရှိနေတာဖြစ်ပါတယ်။မြကြီးနားမြို့မှာတက်ခဲ့တဲ့ဒီရာတပည့်ချင်းမြို့ကိုကျော်လွန်ဖြတ်တန်းနေပြီလည်းဖြစ်ပါတယ်။ ERI မြစ်စုံအထက်ပိုင်းမှာရံပါရံကမိုးရွာသွန်းမှုတွေရှိနေတာကြောင့်လည်းမြကြီးနားမြို့ဟာရံပါရံကတပည့်ကပြန်တက်လာပြီးတပည့်ကပြန်လည်ကြနေအောင်မှဖြစ်ပါတယ်။ ဒီနေ့မနက်ပိုင်းအထိလက်ရှိမိုးလေဝသအခြေအနေကတော့မနိုင်ငံမြောက်ပိုင်းစွန်ဒေသတွေနဲ့အေရီအမြင့်အထက်ပိုင်းဒေသတွေပူတာကိုခရိုင်တွင်းမချမ်းပေါ်နဲ့ပန်နန်းတဲ့ခေါလန်ပူနောင်မွန်စွန်ပရာပွန်ဆော်လော်ချီဝေဒေသတွေမှာအခု ချိန်ထိတိမ်အင့်တင့်ရှိနေပြီးတော့မိုးနှင်းငယ်ကလည်းအသင့်တင့်ရှိပါပဲဒီချိန်ကတော့မြို့ဝကျွန်းပေါ်ဒေသကိုအနောက်တောင်ဘက်သို့လေဝင်ရောက်ခဲ့ပြီးတော့မကြမီရပိုင်းတွင်မှမြန်မာနိုင်ငံအလဲပိုင်းကိုဝင်ရောက်လာတော့မှဖြစ်တဲ့အတွက်လည်းမြန်မာပြည်လုံးမှာရှိတဲ့ပြည်နယ်နဲ့တိုင်းဒေသအားလုံးမှာမိုးတင့်တင့်ရွာသွန်းနေမှဖြစ်ပြီးရမညာကနေရာကွက်ပြီးလေပြင်းတွေတိုက်ခတ်တာတွေနဲ့အတူတူမိုးသည်ထန်စွာရွာသွန်းနေကြောင်းကိုလည်းသတိပြုသွားလာနေထိုင်ရမှဖြစ်ကြောင်းအသိပေးဖော်ပြလာခဲ့တာဖြစ်ပါတယ် ဒါပြင်မြကြီးနားမျိုးနယ်အနီးတဝိုင်းမှာဒီနေ့မေလာ16ရက်နေ့အတွက်မလို့သားအချိန်နေခံမှန်းချက်မှာတော့မနက်ပိုင်းမှာတိမ်သွင်းတဲ့ဖြစ်တော်လျက်ရှိနေပြီးတော့နေသားချင်းလေးရှိနေပါတယ်။မနက်ပိုင်းမေလာ16ရက်နေ့နဲ့20ရက်နေ့တွေအတွက်မှာတော့တိမ်သွင်းတဲ့ဖြစ်တော်လျက်ရှိပြီးတော့မိုးနှင်းငယ်ရှိနေနိုင်တဲ့အချိန်နေသားချင်းလေးရှိနေပါအောင်မယ်။မြကြီးနားမျိုးအနီးတဝိုင်းအတွက်9ရက်ပိုင်းအတွက်မိုးလယ်ညနေပိုင်းတိမ်သွင်းတဲ့ကနေတည်တက်ပြီးတော့မိုးနှင်းငယ်ကနေအသင်တက်ရှိပါမယ်။မိုးလည်းညနေပိုင်းမှာတော့မိုးရွာသွန်းတာတွေနဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးတိုက်ကြုံတာမိုးကြိုးပြစ်တာမျက်စိလက်တာ ဖြစ်ပေါ်လာနိုင်လို့အထူးဂရုပြုသွားလာလှုပ်ဆောင်နေထိုင်ကြဖို့အသိပေးလာခဲ့တာဖြစ်ပါတယ်။အရာရီမြေကတော့မြေရိုးတက်ချောင်းမြို့တွေအားလုံးမှာမြို့စဉ်အတိုင်းအနေငယ်တက်အနေငယ်ပြန်ကြတော့အခုလက်ရှိရေမှန်းနားမှာရှိနေဦးမှာဖြစ်တယ်လို့ဆိုပါတယ်။အရာရီမြေရိုးတက်ချောင်းမြေကန်းအနီးမြေနိုင်ဒေသနဲ့မြေလူကျိုးနယ်မှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြတဲ့တောင်သူတွေနဲ့မိဘပြည်သူတွေအားလုံးသိရှိနိုင်ဖို့အသိပေးဖော်ပြလာခဲ့တာဖြစ်ပါတယ်။ ဒါအပြင်မလို့သားသူတွေတွေအွန်လိုင်းကလည်းမိုးကာလာမိုးကြိုကာလာတိုင်းမှာတနေ့နဲ့တနေ့မတူတဲ့အခင်းကျင်းတွေနဲ့လာတက်တယ်လို့ဆိုပါရယ်ဒီနေ့ကတော့မိုးတုံလဲစောဝင်တယ်ပြီးခဲ့တဲ့နေ့22ရက်ကမှဝင်ပြီးတော့ဒီနေ့မှာတော့73ရက်နေ့မှာစောင့်ဝင်တော့9ရက်လောက်စောနေတယ်လို့ဆိုပါရယ်မိုးတုံဝင်ပြီးပြည်လဲပြင်းကအခင်းကျင်းတွေကြောင့်ပဲကုန်းပေါ်မှာပုန်နေပြီးတော့တောင်ကြီးတို့နေရာမျိုးတွေမှာမိုးတွေညပြီးတော့ရေကြီးတာတွေဖြစ်ပါရယ်မန္တလေးတို့နေရာမှာတော့စိုက်စင်းလေပြင်းတွေဝင်တက်တယ်လို့ဆိုပါရယ် အခုလည်းပဲမုံတိုင်းဖြစ်နိုင်ခြေကမိုးကာလအတွင်းဆက်ရှိနေတာပါမုံတိုင်းမဖြစ်သေးမရှိသေးပါဘူးကြိုတင်ခံမှန်းချက်အရာဖြစ်နိုင်ခြေများလာတယ်လို့ဆိုပါတယ် climate change ကတောက်လျှောက်ဖြစ်နေတာဆိုတော့တစ်နှစ်နဲ့တစ်နှစ်မတူညီပဲဘာဝဘေးဖြစ်နိုင်ခြေတွေကိုတော့သတိနဲ့စောင့်ကြည့်နေရအောင်မယ်လို့ဆိုပါတယ် ။ဒါ့အပြင်နောက်တော်မုတ်တိုလီဟာမေလ17ရက်ကဆာလွန်မြန်နိုင်ငံတောင်ပိုင်းဒေသတရင်းနိုင်အတိုင်းကိုစောင့်ဝင်ခြင်းကနေမေလ18ရက်နေ့မှာမြို့ဝကျွန်းပေါ်ဒေသတွေကိုဝင်ရောက်လာပြီဖြစ်ကြောင်းအိန္ဒိယမလူသားဌာန IMD ကလည်းကြေညာထားပါဗျ။မေလ17ရက်ကနေဒီနေ့အချိန်ထိမုတ်တိုဝင်ရောက်တဲ့အချိန်ထိမှတ်တမ်းပုံတွေကိုဖော်ပြပြီးမုတ်တိုဝင်ပြီးမိုးရသည်စတင်နေပြီဖြစ်တာကြောင့်မိုးကရွာပြီးမိုးနှင်းများကတော့ဝင်ရောက်လာတဲ့မိုးတိမ်ရွှေရှားတာနဲ့ဘေးနားပင်လယ်အတွင်းဖြစ်လာနိုင်တဲ့လေပြင်းအားနဲ့ရုံဝန်မွန်တိုင်းနေပေါ်မူတည်ပါဗျ။ နောက်တစ်ချက်ကတော့ကုန်းမြေပေါ်ကအပူချိန်ငွေရဖွဲအမှန်နဲ့လေရုစုံဆိုင်စာလေးတိုင်နှုံးတွေပေါ်မှာလည်းမူတည်တယ်လို့ဆိုပါရစေ။နောက်ပြန်နောက်တော်မုတ်တော်လေးမြန်မာနိုင်ငံမျိုးဝကျုံပေါ်ဒေသတွေကိုဝင်ရောက်တဲ့အချိန်တွေပေါ်ပြပေးပါမယ်။2025ခုနှစ်မေလ18ရက်နေ့ထုတ်ပြန်ကြမှာတော့နောက်တော်မုတ်တော်လေးဟာမြန်မာနိုင်ငံမျိုးဝကျုံပေါ်ဒေသတွေဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းနဲ့အရှေ့လယ်ပိုင်းကိုဝင်ရောက်ခဲ့ပြီးဖြစ်တယ်လို့ဆိုပါရစေ။ဆက်လက်ပြီးတော့မိုးကြီးမတ်တရီပေးချက်အမှတ်စဉ်17မြင်းဆောင်2025ကိုထုတ်ပြန်ပေးပါမယ်။ 2025ခုနှစ်မေလ18ရက်နေ့မြန်မာစံတော်ချိန်ည9:00နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီခွဲချိန်တိုင်းထွာချက်တွေရာကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့တောင်ပိုင်းမှာလေတုမငိမ့်တက်မှုတွေဖြစ်ပေါ်လာနိုင်တာကြောင့်၎င်းမုန်တုံတွေဆက်လက်ဝင်ရောက်လာနိုင်တာကြောင့်၎င်းအပူပြတ်တဲ့တိမ်တွေဖြစ်ရောမှုအားကောင်းတာကြောင့်၎င်းဒီနေ့ညကနေ20ရက်5လ2025ရက်နေ့အတွက်မှာတော့နေပြီးတော့ရောင်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး ဝရိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးသရိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာဆိတ်ဆိတ်ကနေနေရာအနှံ့အပြားမုန်တကြုံရွာသွန်းပြီးတော့နေပြည်တော်မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရီတိုင်းဒေသကြီးသရိုင်းတိုင်းဒေသကြီးချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာကွက်ပြီးမူကြည့်ပါမယ်။ဒါကြောင့်မိုးသည်တန်းဆောင်ရွာသွန်းနိုင်တဲ့အတူတူနေပြည်နယ်တိုက်ခတ်တာမုန်တကြုံတာမုန်ချိုးပြတာလျှက်စစ်လက်တာမိုးသည်ကြွေတာလျှက်ရွယ်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘောဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက် စောဝဒေသအနေမှာရှိတဲ့ကုန်းမြေဒေသအနေမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန်နဲ့မြင်းငယ်ချောင်းဝင်ဒီမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှာမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်တွင်းရေချောင်းသွားလာရင်လည်းနေချောင်းပြန်တိုင်းအနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့အသိပေးနှိုးဆော်လာတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ငလင်ဘေးတဲ့သားပါနှုတ်သစ်ပင်ပြည်ပြည်ဒေသုံနယ်ကြောင်းဖော်ပြပေးပါမယ်။မန္တလေးတိုင်းမဟာအောင်မြေမြို့နယ်အဘယရာမှာ ရွှေကူကြောင်းတိုက်အတွင်းမှာရှိတဲ့ငလင်ဘေးတင်ကဲစဲစကန်တဲတခုကိုကိုကိုပင်ကြီးပြိုကျပြီးတော့တားပါနှုတ်တစ်ပင်ပြီးတည်ဆုံသွားတယ်လို့မင်းနစ်ဆလာလူမှုကွန်ရက်အသင်းကနေသိရပါဗျ။မေလ16ည17နာရီအချိန်နောက်ကမဟာအမြင့်မြို့နယ်52လမ်း89လမ်းတောင်မှာရှိတဲ့အဘိယရာမရွှေကူကြောင်းတိုက်အတွင်းကငလင်ဘေးတင်ကဲစဲဆရာကြီးစကန်တဲတခုပေါ်ကိုလုံးဝ5ပေကအရှိပေ40လောက်ရှိရဲ့ကိုပင်ကြီးပြိုကျတဲ့အချိန်တားပါနှုတ်ကိုပင်ပြီးနေရာမှာနေကွယ်လွန်သွားတာဖြစ်ပါတယ်။ ကျွန်တော်တို့ကဲထုတ်တဲ့အချိန်မှာတစ်ဖြစ်ကြီးလုံပတ်ကအရန်ကြီးတာရယ်နေရာကျင်းတာရယ်ဆိုတော့တော်တော်ခက်ခဲတယ်ဖြတ်တောက်တဲ့အချိန်မှာလည်းအရန်ကြတယ်မိုးကရွာထားတာရောငနေလှုပ်လိုက်တာရောဆိုတော့တစ်ပင်ကဤဝင်ပြီးတော့လဲကြလာတာတစ်ပင်ပြီးပြီးဆုံးသွားခဲ့တဲ့သားပါနှုတ်ကတော့မဟာအမြင်မျိုးနယ်စိန်ပန်းရက်ွက်ကငနေဘေးတင်ကိုဝင်အောင်နဲ့မောင်ရှင်းတက်ဖြူလို့ဖြစ်ပြီးတော့ရှုံလောင်းနေကိုတော့ မေလ၁၈ရက်နေ့ညနေမှာတချုံမဲလို့သိရပါဗျ။မန္တလေးမြို့မှာတော့မနေ့ကညနေ9:00နာရီလောက်ကမိုးတက်ထန်စွာရွာသွန်းခဲ့ပြီးတော့ည၁၀:၂၅မိနစ်ချိန်မှာတော့ငလျင်ထပ်မံလှုပ်ခတ်ခဲ့ပြီးတဲ့နောက်မှာတစ်ပင်ကအမြစ်ကလမ်းပြီးလဲကြတာ လောက်ခတ်ခဲ့တဲ့ငယ်တွေဟာအင်အားရတာစကီ9.2အဆင့်ရှိပြီးတော့မန်လေးတိုင်း60မြို့အရှိတောင်ဘက်21ကီလိုမီတာ73မိုင်ကျော်ကိုဗဟိုပြုပြီးလောက်ခတ်ခဲ့တာပါ။အာဗရာယာမရွှေကူကျောင်းတိုက်တွေကငလင်ဘေးတဲ့အင်အားစု400ကျော်ကတော့ယာယီတဲတွေဆောက်လုပ်ပြီးနေထိုင်နေကြတယ်လို့သိရပါဗျ။